ော်ဟိုအရင်ပေါ့အဲဒီအဖတ်တောက်ဆိုတာလေဟုတ်ကဲ့ပါအဖတ်တောက်ဆိုတာရှိတယ်သူကတော့အဲဒီတုန်းကဒီတချင်းကြီးဘုတ်အဖွဲ့မှာပေါ့လူကြီးတယောက်ပေါ့နော်သူကချင်းကြီးတဲ့ဘုတ်ကိုတဲ့ဆိုပေးပါပေါ့နော်အဲ့မှာကိုမင်းသိန်းကျူကျတဲ့ပန်းစန်းလေးอ่ะပေါ့နော်ဟိုတမျိုးလေးပေါ့နော်တချင်းကြီးမှာ ဒီတခြင်းလေးရဆိုလို့ရှိရင်အစမ်းလေးရှိနေတယ်အဲ့ဒီတခြင်းလေးကိုစူပေးပါဆိုတော့အဲ့ဒီအဲ့လိုပဲစူလိုက်တော့အဲ့ဒီတခြင်းလေးကဗျာရဲပတိကြီးတွေဆိုတာဒါပြရရခဲ့တာရဲ့တော်တော်လေးခက်ခဲရဲ့တခြင်းလေးဒါပြရရမှုဆိုတာမလွယ်ဘူးသမီးရဲ့အဲ့ဒီကတော့သူ့တူငယ်လေးကကောင်းတယ်အဲ့ဒီတခြင်းလေးဆိုတာရောနောက်ခလာကိုဆိုတာရောပထမဦးဆုံးအဲ့လိုပဲဒါပြရရခဲ့တယ်သမီးရဲ့အဲ့မခံရဘူး အဲ့အဲ့အဲ့လေးတခုတော့အန်တီကပေါ့နော်ဟိုဘယ်လိုခေါ်မလဲကိုကလည်းအရင်ဝါသနာပါနေလို့လားတော့မသိဘူးကန်ကောင်းတာပေါ့လေအဲ့လိုတရားရရတဲ့တခုကအဲ့လွယ်လေးလွယ်ပါတယ်အရင်ကြီးရဲ့မခက်ခဲပါဘူးသာလာပေါ်နဲ့တချင်းကြီးကတော်တော်လေးကိုကွာပါတယ်သူဟုတ်ကဲ့ပါရှင်ဟုတ်ဒီမြမတချင်းကြီးတွေရဲ့သဘောတဘာဝကိုလည်းဟုဘ ഹു တုဒအဖြစ်ပြောပြပေးပါလားရှင်။ကောင်းပါပြီသမီး။အန်တီက အဲ့ဒီတချီဆိုလို့ပြောရအောင်မယ်တချီကြီးရဲ့သဘောသဘာဝဆိုလို့ပထမဦးဆုံးအဲ့ဒီကာလာပေါ်ဖူနေတုံးမှာကျွန်တော်ရေးရှိနေတယ်ပေါ့နော်စပြီးတော့ရှိနေသူရဲ့အချိန်မှာအဲ့ဒီဒုံကပြည်ကြပဒေတာအပွဲတွေပါလေရုပ်ရှင်ဒီတာဆိုပြီးတော့ပွဲတွေပြီးဆုံးသူဒီပဒေတာကပွဲတွေကလုတ်တယ်လေဟုတ်ကဲ့ပါရှင်အဲ့လိုလုတ်တဲ့အခါမှာအဲ့ဒီတော့ဟို NDS ကြီးကသိစရာကိုလေးဟုတ်ကဲ့ပါရှင်အဲ့ဒီက ကြီးတဲ့ဟိုအင်းသူရလို့ဘာလို့ဘာတူတက်လဲဘာညာဆိုမေးတယ်အဲ့ဒီတော့ကတော့တော့မမအေးတို့အေးရင်နေပါလေကျူးတယ်ဆိုတော့ဟုတ်ကဲ့ပါရှားမှုတာပေါ့နော်တောင်းတောင်းအေးရင်ကျူးတာလို့ဘာလို့အေးရင်ကျူးတာကလေအဲ့မှာပေးချတို့ရတုတို့ပေါ့တမီးရဲ့အဲ့လိုဟာမျိုးလေတောင်းတောင်းသူကဟိုမဆိုနိုင်ရဘူးအဲ့တော့အန်ဒီကလေရတယ်ပေါ့နော်အဲ့ဆားဆိုဘူးအေးကျူးတာရလားဆိုတော့အန်ဒီကလေလေးရက်တည်းလေ့လာတယ်လေလာပြီးတော့အဲ့မှာတိုက်စီးဘက်မှာလေးကြွားပြီးတော့လေးအင်းကျူးတာ ဟုတ်ကဲ့ပါရှင်အဲ့ပေါ့ဒါအမှတ်တရလေးပေါ့တမီးဒါလည်းသခင်ကြီးပဲလीဟုတ်ပါတယ်ရှင်အင်းသူတော့အဲ့ဒီကလည်းဟိုဒီလိုသခင်ရေဒီယိုပါဆိုနေတော့အန်တူကအဲ့လိုပတ်စံတပြားမှအဲ့လိုမရဘူးပေါ့တမီးရေဟိုကိုကပတ်စံလေးထည့်ပြီးတော့ဆိုရတာတို့အဲ့တခါတလေအဆက်မထည့်ရပဲမဲ့အလကားဆိုရတာပေါ့နော်အဲ့ဒါလည်းပဲရှိရဲ့ ကိုကဒီဒီတက်နဲ့ပတ်သက်ပြီးတော့ဒီစီးပွားရေးအနေနဲ့ပတ်သက်ဆိုတာအဲ့တုန်းကမရခဲ့ဘူးမရခဲ့တော့အဲ့ဒီအဲ့မှာမှတ်မဲ့ရတာအဲ့ဒီအေးအေးဆိုတာလုံးချင်လေဆိုပြီးတော့အဲ့လိုလုံးချင်တော့ကလေးတော်တော်လေးကိုအားပေးကြရဲအဲ့တုန်းကလေဒီပတ်သက်နေပါရဲ့လဲစုနေပါရဲ့အများကြီးရတယ်ဟုတ်ကဲ့ပါရှင်အဲ့ဒါလေးတော့မှတ်မဲ့ရတာလေးပေါ့နော်အဲ့ဒီဟုတ်ကဲ့ပါဒါလေးတစ်ချိန်ကြီးနဲ့ပတ်ဆိုင်နေဆိုတာအဲ့ဒီပြောပြတာဟုတ်ကဲ့ပါရှင်အန်တီမိုက်တီဆိုခဲ့တဲ့ ဒီတချင်းကြီးတွေတဲ့ကတော်တရှင်တွေအတွက်ပထမဆုံးတည်ဆူအတန်သွင်းခွင့်ရခဲ့တဲ့ပုံမင်းစိမ့်ဖြူတန်ဆန်းကိုဖွင့်ပြပြင်းမကောင်းလားရှင်ကောင်းပါတယ်သမီးရဲ့အဲဒီကပုံမင်းစိမ့်ဖြူတချင်းလေးကိုလေအဲအဲ့လိုပေါ့ဟိုစိုးရတဲ့အခါမှာပေါ့နော်တခြားအဲတချင်းကြီးတွေလုံးဖုတ်ပင်တယ်သူကလေတချင်းကြီးနဲ့ကာလာပေါ့ဂျားလေးထဲမှာစုနေရတယ်လို့အဲ့လိုခံစားရတယ် ွင့်ပြပေးပါသမီးရယ်ဒါကလေးရဲ့ခြေကြီးကန္တာမှာဒီဆက်ချပပလေးဒီတစ်ခုကိုစပြီးတော့ဆွဲနေတယ်အဲဒီတစ်ခုကိုဖွင့်ပြလိုက်ပါသမီးရယ် ဒသချင်းကြီးတွေနဲ့ပတ်သက်ပြီးဒီကနေ့လူငယ်တွေအနေနဲ့ဟိုအလန်းကွာဝေးကြတယ်ဆိုတဲ့အပေါ်မှာအန်တီမန်ရဲ့အမြင်ကိုလည်းသိပြရစီရှင်အခုအချိန်မှာတော့တမီးရဒီသချင်းကြီးကလားပျောက်လူကြီးကဖြစ်နေပြီတမီးရဟုတ်ကဲ့ပါရှင်အဲ့ဒါလေးကိုတော့ဒီလိုကြမှာမဟာဂီတကစရဲဆိုတာလဲဒီလူငယ်တွေသိကြတယ်နော်ဟုတ်ကဲ့ပါမဟာဂီတဆိုတာဒါ ီတရဲ့အစပေါ်တည်းရဲ့အဲ့ဒီမှာအကုန်လုံးဒီဖြစ်ပေါ်လာတဲ့ဒီဇက်တစ်နေပါလေအခုစနေတဲ့ဇက်တွေဆိုလို့ရှိရင်လည်းတစ်ချင်းကြီးနဲ့လုံးဝမကင်းပါဘူးတည်းရဲ့ဒီတစ်ချင်းကြီးကန်တဲ့လေအဲ့ဒီတစ်ချင်းကြီးနဲ့ဒီဇက်တွေမှာအခုရှင်နေတဲ့တစ်ချင်းကြီးဒီမှာတက်စီရဲ့အခါရောအော်နောက်ပြီးတော့ဒီနှစ်ပါးသွားတဲ့အခါရောတစ်ချင်းကြီးတွေလည်းအများကြီးတွေ့ဆိုင်ပါတယ်တည်းရဲ့အဲ့တော့ဒီတစ်ချင်းကန်တာတွေကိုလည်းအများနဲ့ပေါ်ထုတ်ချင်တယ် ပေါ်ထုတ်ဖို့လည်းဟိုတင်းတယ်နောက်ပြီးတော့မပြောက်ပြက်စီစဉ်ပြီးတော့တလေရေရိုးရစတူတာလေမပြောက်ပြက်စီစဉ်ပြီးတော့အဲ့ဒီအနေနဲ့အဲ့ဒါကြောင့်မလို့လူငယ်တွေကိုလည်းဒါကိုသိပေးတယ်ဩဒီတာအစ ီလိုတခင်းအဲတခင်းရံတွေနဲ့အဲ့လိုခန္ဓာအစရဲဆိုတာလူငယ်တွေလက်ရှိသိကြတာပေါ့ဒီရဟုတ်ကဲ့ပါရှင်ဒီတိုင်းအစပေါ့နော်ဒီတခင်းတခင်းကအဲ့ဒီလိုနဲ့အဲ့လိုလေ့လာပြီးတော့သူ့ခဲ့ရတဲ့အတွက်ကြောင့်အခုအချိန်မှာဒီကိစ္စကိုလည်းမပြောက်ဝင်သေးဘူးပေါ့အဲ့ဒီအနေနဲ့အခုတက်ပြီးနားလေတဲ့စိတ်တည်ညာရှင်ကြီးအများကြီးရှိတယ်သူတို့ကလည်း ပေါ်ထုတ်နေတာပေါ့နော်လူငယ်တွေလည်းပြန်ပြောပေါ့နော်တတိယအောင်အဲဒီလေးသိပါလားမဟာဂီတဆိုတာတော်တော်လေးကိုဒီလိုပေါ့နော်ဖြည့်ခဲ့တယ်နဝနယ်လေးရေဒီကအတော့ဝင်နေဆိုတာလည်းသိနေတာပေါ့တမီးရေဟုတ်ကဲ့ပါရှင်လာမဆက်လာနဲ့ပေါင်းစင်ညာဟာယပေါင်းစင်ညာဟာယမဟာဂီတတချင်းကြီးတွေကိုကိုတီးဆုံနိုင်တယ်ပြီးခတ်နိုင်တယ်ဒီမဟာကိတတချင်းကြီးတွေတိထားတက်ထားတဲ့သူရဲ့အာသာချက်ကဘာတွေများဖြစ်မလဲရှင် အာတာချင်းတာတော့ဒီကအာတာချင်းရှိတယ်ရှိတယ်လေအဲ့လည်းတော့ဒီကလက်ချင်းပါတော့အခုလိုပေါ့အခုချင်းကာလာဘုတ်ချင်းလေးနီးနီးကြကြတယ်အဲ့လိုပေါ့နော်ဟိုအနည်းလေးပေါ့နော်တစ်ခါတလေအခုဒီချင်းလေးတွေဟိုရဲ့အခါမှာတော့ဒီတချင်းလေးနဲ့ပတ်သက်ပြီးတော့သူကအကုန်လုံးကိုဆက်သွန်းထားတယ်နားလည်ထားရဲ့ဆိုအခုဒီချင်းလေးတွေလည်းတော့တော်တော်လေးကိုအကျိုးထောက်မှုရှိတယ်တမီးရဲ့တရားဟုတ်ကဲ့ပါရှင်ဟိုဒီလိုနီးနီးကြကြတချင်းလေးတွေကြလို့ရှိရင်တော့ အဲ့တမျိုးပေါ်တမျိုးဆန္ဒကြီးဖြစ်သွားတယ်။အဲ့ဒါဆိုလေသူ့အနေနဲ့ဒီလိုရှိတာပေါ့တမျိုး။ဟုတ်ကဲ့ပါရှင်။ဒီစိကနိုင်လို့ရှိရင်တော့ဒါရှင်းွားဝင်နိုင်တယ်။ ကူဝါနဲ့တိုင်းနေလေဆိုလို့ရှိရင်တော့ဒီလုံးဝကိုပေါ့နော်နိုင်သွားတာပေါ့တနည်းနဲ့ဆိုင်သွားတာပေါ့ဒါမဲ့သူ့ပေါက်နဲ့ပတ်သက်ပြီးတော့အချိန်နဲ့ပတ်သက်ပြီးတော့ဒီစစ်စင်းနေတာတော့အခုတခြင်းတွေဆိုလို့ရှိရင်တော့ဒီစစ်စင်းကိုလေ့လာထားတဲ့လူတွေအများကြီးကိုအားကန့်ခဲ့ရှိတယ်ဒါနဲ့ဒီလိုကြတဲ့ကြီးလေးကြတော့လည်းလည်းတော့မတူဘူးပေါ့တကယ်အဲ့ဒါလေးကိုပြောရတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင် တော်တရှင်နေဦးအမတ်တရစကားလက်ဆောင်လေးပါပေးပါလားရှင်တော်တရှင်နေဦးစကားလေးပြောချင်ပါတယ်ဒီကအမှုဒီညာဆိုတာအမတန်မှလည်းလည်းခက်ခဲတဲ့အမတန်မှတန်ဖို့ရှိတဲ့အမှုဒီညာအာတရားဖြစ်ပါတယ်ဒီမဟာဒီတာနဲ့ပတ်သက်လို့လည်းပြိဿတွေကိုဒါဒီလိုသိသိချင်ပါတယ်သိသိချင်လို့လည်းအခုလိုမြန်မာအတန်မှပေါ့နော်ဒီအနေနဲ့ပြောပြပါတယ်အဲ့တော့အကုန်လုံးပေါ့နော်ဒီဒီတာနဲ့ပတ်သက်ပြီးတော့ဒီငယ်တွေကိုလည်းသိသိချင်တယ် အခုတော့အော်ဒီဘာသာဒီတင်းတင်းဆိုတာလည်းအင်တာနက်နဲ့ဆက်ဆက်ပါလားဆိုပြီးတော့စီစီကနေအဲတံပိုးလည်းထားနေကြတာပေါ့နော်အခုအကောင်လုံးပရိသတ်တွေကိုလည်းစီစီကနေအလူပညာကိုလည်းအကောင်လုံးတံပိုးထားနေကြတယ်နောက်ပြီးတော့လူတွေကိုလည်းသုံးလို့ပေါ့နော်ဒီအလူပညာနဲ့ဒီနဲ့ပတ်သက်ပြီးတော့အကောင်လုံးလေးလာစီစီလာတယ်အစ်ကိုလည်းသိထားလို့ရှိရင်တော့ပို့ပြီးတော့ အကျိုးရှိပါတယ်အဲဒါကြောင့်မလို့ဘုရားသောတာရှင်တွေရဲ့ပရိသတ်ရှင်တွေလည်းဒီမှာအင်းတွေလည်းအခုလိုသင်ပြခွင့်ရတဲ့အတွက်ကြောင့်အားလုံးကိုသိကြပါတယ်ဆက်မှရှင်းလင်းကြပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါမြန်မာတို့ရဲ့တေးအစာမဟာဂီတအစီအစဉ်မှာအခုလိုပါဝင်ဆွေးနွေးတင်ပြပေးရတဲ့တေးတန်ရှင်မိုင်ကိုမြမအတန်ကအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဒီအနေနဲ့လည်းနောက်ဆက်တွေ့နေတဲ့ပြိဿတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်။